အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးကိုခေါ်ယူစစ်ဆေးရာတွင်လက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနှင့်တစ်ထုတ်လုပ်ခွင့်ပြုသည့်အမှုများစွာပေါ်ပေါက်လာစစ်ဆေးမှုကိုဒုစစ်ကောင်ဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကုတ်ကဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုမိုးမှုချုပ်မျိုးမင်းထွေကိုနေပြီးတော့စစ်ရုံးကအခေါ်ယူစစ်ဆေးလျက်ရှိရာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနဲ့တစ်ထုတ်လုတ်ခွင့်ပြုသည့်အမှုများစွာပေါ်ပေါက်လာကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြစ်နဲ့ CDM ဘူကြီးစင်ရောကတရင်ဌာနကိုပြောကြားပါရယ်စကိုင်းတိုင်းနှင့်ချင်းပြည်နယ်အတွင်းစစ်စင်ရေးရှုံးနိမ့်မှုများအမိတ်မနာခံမှုများကြောင်း တိုင်းမှုပုံမှုချုပ်မျိုးမထွေးကိုနိုဝင်ဘာလဒုတိယပတ်မှစတင်၍ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးဒုစစ်ကောင်ဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကုတ်ကဲစစ်ဆေးနေကြောင်းလက်ရှိတွင်လက်ပေးလက်ယူမှုရွှေတူးဖို့ခွင့်နှင့်တရားမဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုလည်းငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုမှုများလည်းပေါ်ပေါက်လာကြောင်းသိရပါသည်တိုင်းမှုဘိုလ်ချုပ်မျိုးမင်းထွေးကိုဒုစစ်ကောင်ဆောင်စိုးဝင်းတဲ့အတူပါလာတဲ့ဒုစာအဖချုပ်ဘိုလ်ချုပ်မင်းသူကိုယ်တိုင်ဆင်နေတာအခုမင်းကင်းကရွှေမျိုးတွေကိုလေချောင်းတိုက်ခိုက်မှုတွေကလည်းသူတို့မျိုးမင်းထွေးတို့ရဲ့ စစ်ကြောချက်တွေမှာဒေါ်လာရေးအဖွဲ့အစည်းတွေနဲ့ဆက်နွယ်ပြီးတော့လောက်ကိုင်းနေဆိုတဲ့သတင်းတွေရလို့အခုမင်းကင်းတို့ကလေးဝဘတ်တွေမှာဘုံချင်းနေတာတိုင်းမှုမျိုးမင်းထွေးတို့ရဲ့စစ်ကြောချက်တွေကိုယူပြီးတော့အခုနောက်ပိုင်းလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာမနေ့ကညနေအထိကတော့စစ်နေတော့မယ်ဟု CDM ဘူကြီးစင်ရောကပြောဆိုပါတယ်စက်တင်ဘာလ20ရက်နေ့စက္ကိုင်းတိုင်းဗမောင်းမြို့ကိုတော်လရင်တက်များကတင်ပိုက်သွားခြင်း စကိုင်းတိုင်းအတွင်းထိုးစစ်ဆင်နေသောစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးခြေမုံခံရခြင်းအပါအဝင်စစ်စင်ရေရှုံးနှင်းမှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမျက်ငွေများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမူးချုပ်မျိုးမင်းထွေးသည်အလုတ်တင်ဘူတင်နံဒေစာ26မှာဖြစ်ပြီးတက်မ17လောက်ကင်ဒေသကိုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တစ်စစ်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့တွင်တက်မမှုတာဝန်ယူခဲ့ပါသည် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန် MNDAA နှင့်ဖူပေါင်းတမားကအရှိမျောက်တိုင်းစစ်ဌာနချုပ်ရမခရှိသည့်လာရှိုးကိုတင်စဉ်တိုင်းမှုဘူချုပ်ဆိုတင်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်ဆိုလိုနဲ့အတူဘုံမှုချုပ်မျိုးမင်းထွေးကလည်းကိုကန် MNDAA တို့တွင်လက်နက်ချအညံ့ခံခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သည့်ဘုံမှုချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်